င်္ဂလာပါရှင် ကျမတို့ရဲ့မိုးလေဝသသတင်းချန်နယ်လေးကကြိုဆိုလိုက်ပါတယ်။မန္တလေးတိုင်းဒေသကြီးတွင်2025မတ်လ12ရက်နေ့မှ30ရက်နေ့တွင်နေ့ပူချိန်များမြင့်တက်လာနိုင်ပြီးရာသီဥတုကြီးကြီးလင်းလင်းသာသာယာယာရှိနေစေပါလိမ့်မယ်။မိုးအနှောက်အယှက်မရှိနိုင်ပါဘူး။အေယာဝတီတိုင်းကဘိုးကလေးမျိုးရဲ့မိုးလွန်ကာလမိုးရွာနိုင်ခြေကို ကြည့်မယ်ဆိုရင် အရင်ဆုံးမိုးလွန်ကာလကအောက်တိုဘာ17ရက်မှနိုဝင်ဘာ30ရက်အထိကိုသတ်မှတ်ထားပါတယ်။ဒီကာလအတွင်းမှာအောက်တိုဘာလအတွင်းမိုးမရွာနိုင်မဲ့ရက်က၄ရက်ခန့်သာရှိပြီး နိုဝင်ဘာလထဲမှာတော့မိုးမရွာနိုင်မဲ့ရက်16ရက်ခန့်ရှိတာတွေ့ရပါတယ်။အောက်တိုဘာလထဲမှာမိုးအတင်းတင်းမှမိုးများနိုင်မဲ့ရက်က9ရက်ခန့်ရှိနိုင်ပြီးနိုဝင်ဘာလထဲမှာတော့မိုးအတင်းတင်းရွာရက်10ရက်ခန့်ရှိနေသေးတာတွေ့ရပါတယ်။ မိုးလွန်ကာလအတွင်းတောင်တရုတ်ပင်လယ်ဘက်ကထူးခြားတဲ့မိုးလေဝသအခြေအနေမုန်တိုင်းအကျဉ်းကျန်တွေဖြစ်ပေါ်ဝင်ရောက်မှုစရာတွေကိုအခြေခံပြီးမိုးများနိုင်မလားနည်းနိုင်မလားဆိုတာကိုတော့စက်ကြည့်ရပါမယ်။မိုးရွာမှာကတော့ကျင်းသေးတလောက်ပါပဲ။တနင်္လာရီတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲနဲ့သခိုင်းတိုင်းဒေသကြီးအထက်ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရံရာနှုံ80ဖြစ်ပါသည်။ ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ကယားပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင်တိမ်အထင်အကျင့်ဖြစ်ထွန်းပြီး၊ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်အများအားဖြင့်သာယာမီမိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေတနင်္သာရီတိုင်းဒေသကြီးတွင် မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနှင့်မိုးတိကျွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။မြမပင်လေပြင်လှိုင်းနှင်းငယ်မှလှိုင်းတင်တင်ရှိမီလှိုင်းမြင့်မှာမြမကံယိုရန်တလျှောက်နှင့်ကန်းလွန်ပင်လေပြင်တို့တွင်၄ပေမှ၆ပေခန့်ရှိနိုင်ပါသည်။နောက်နှစ်ရက်အတွက်ခံမှန်းချက်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင် နေရာကွက်ကြားမိုးထစ်ချုံရွာမီ။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်မွန်းတဲချိန်အထိခံမှန်းချက်အများအားဖြင့်တာယာမီရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်မွန်းတဲချိန်အထိခံမှန်းချက်အများအားဖြင့်တာယာမီမန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်မွန်းတဲချိန်အထိခံမှန်းချက်အများအားဖြင့်တာယာမီ2025မေလတွင်ရခိုင်ပြည်နယ်တောင်ပိုင်းရခိုင်ကမ်းရိုးတန်းဘင်္ဂလားပင်လယ်အော်ကိုလေပြင်းအားနှင့်ရေဝန်များချုပ်ကပ်ရောက်ရှိလာနိုင်ပါသည် သတိထားစောင့်ကြည့်ရမည့်အခြေအနေဖြစ်ပါတယ်။တန်ရွဲခရိုင်မေလမှာရွာသွန်းမြဲထက်သုံးဆပိုမိုရွာသွန်းနိုင်ပါတယ်။မိုးလေဝသသတင်းတွေကိုအချိန်နှင့်တပြေးညီသိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအစ်တတင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်။